ဒဏ်ရာရှိနေပြီးတော့မှဝင်ကစားတယ်ဆိုရင်ကျွန်တော်အတင်းလည်းနစ်နာမယ်နံပါတ်1ကျွန်တော်တရားရတိုင်းတော့မပေးဆက်နိုင်ဘူးဆိုရင်နောက်ထပ်ကစားနေတဲ့ဘိုးသမားဖယ်လိုက်နောက်၉ရောက်ကကျွန်တော်အစားပို့ပြီးတော့နှစ်ဆပြင်ပန်းလိုက်ပါဟုတ်လင်းမာနေပြီးလာလေပို့ရောက်ရင်စေးသိချာမပို့ဘူးဆိုရင်ကျွန်တော်တပွဲလောက်နားမယ်ရမှာကျွန်တော်ဝင်ကစားတယ် maybe တလားနှစ်လားလောက်နားရင်ကျွန်တော်ဟိုဘယ်လိုပဲအသင်းထိခိုက်နေတာဆိုတော့ကျွန်တော်တို့တွေရန်ကုန်ထိခိုက်နေတာမယ်ပြီးွားရင် ဘောလုံးဖွဲ့ရုံနဲ့ကျွန်တော်ကလပ်သင်းတွေမှာလည်းနည်းနည်းလေးပြဿနာရှိနေတယ်။နောက်တစ်ခေါက် National League ဘွဲ့ရရင်ကလပ်သင်းကလည်းနည်းနည်းညွန်ညင်းလာတယ်။ဒါကတင်လိုက်တဲ့ဒီတော်တော်လေးကိုလာပါအဲ့တော့ကျွန်တော်ဒီဒီရဆရာကြီးနဲ့အကောင်လုံးဆွေးနွေးလိုက်တယ်။ Okay ဆရာကလိုလိုရှိတယ်။တေချာရှင်းပြလိုက်တယ်ကျွန်တော်ပြန်လာ။ဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံပြန်လာတယ်။ပြန်လာပြီးတော့ကျွန်တော် treatment တေချာလုပ်တယ်။၄ချိန်ခန့်တေချာလုပ်တယ်။ Okay ဒီဘွဲ့ကိုကျွန်တော်ဘလို့အချိန်တိုင်းပြည့်ကျွန်တော်ကစားမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်။ ့မကန့်ကျင်ဘူးမပေးဆက်ခြင်းဘူးဆိုတော့ကျွန်တော်တို့ကအစိုးရရကျွန်တော်တို့ကတန်ရာပြမယ်။ Okay ပြပြီးအသင်းကိုစာပို့ခံလိုက်မယ်။ငါတန်ရာနဲ့ငါမကြွိုင်းနိုင်ဘူး။နော်နောက်ဆုံးကျွန်တော်ကန့်ကျင်လို့တော့မှထိုင်းသွားတယ်။ထိုင်းရနေမှတစင်မြန်မာနိုင်ငံပြန်လာတယ်။ Okay ကျွန်တော်တို့ဘက်ကတော့ရိုးရှင်းပါတယ်ဘလုံးမပါတော့။ပထမဆုံးအနေနဲ့ဒီအသင်းနဲ့ပြန်ပြီးတော့ပူးပေါင်းနိုင်တယ်။မနက်ပြင်ကစားမှုမှာပြန်လဲပေါင်းစားမှာဖြစ်တဲ့အတွက်ဝမ်းသာတယ်ဘောနော်။ပြီးတော့ကျွန်တော်ဒီစီးရီးယားနဲ့ပထမအကြော့ မှာကျွန်တော်တို့ကိုပြတ်ရှုံးနေခဲ့တယ်အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကဒီသူတို့အတင်းရဲ့အားနေချက်အားသာချက်တွေကိုတစ်ခါပြန်လေ့လာလေ့လာပါကျွန်တော်တို့ကဒီအိမ်ဝင်းမှာစီးရောကိုပြန်ပြီးနိုင်ကစားနိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့ရမတ်တူမယ်နောက်နောက်ဆုံးကြံတဲ့နှစ်ပွဲကတော့အဆုံးဖြတ်ပြီးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့တာဂတ်ကတော့မနက်ဖြန်ကအနိုင်၃မှတ်ရဖို့ပဲပြီးတော့ကျွန်တော်ဒီတန်ရတဲ့ကစားသမားတွေလည်းတချို့ပြန်ကောင်းလာပြီပြန်ပူပေါင်းလာပြီးတော့ကစားသမားဒီအစ်အငယ်အသင်းက စီကိန်းတဲ့ကစားသမားတွေလည်းပြန်ပြီးတော့ပူပေါင်းနေရဆိုတော့ဟိုအရင်ပွဲထက်ပို့ပြီးတော့ strong ပို့ဖြစ်လာမယ်လို့တော့ကျွန်တော်တို့မျှော်လင့်နေပြီးတော့ဟိုမနက်ပညာလည်းကျွန်တော်တို့အခုနေ့ဒီလာရောက်အားပေးဖို့ဟိုကျွန်တော်တို့အသင်းအနိုင်ရဖို့ဆိုတော့ကျွန်တော်တို့ကြီးပဲလဲတော့မရောဘူးเนาะပြိတ္တအားပေးဖို့လည်းအရင်အရေးပါတော့အဲ့တော့ကျွန်တော်တို့အခုနေ့ဒီလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါပေါ့ပြောတာတော့လက်ခံပါပေါ့နော်ဒီပထမပွဲတန်ရပြီးနောက်ပွဲမှာပြန်ကစားနိုင်လားဆိုတာโอเคဟုတ်ပြီ ကျွန်တော်ဒီတန်ရာရနေတာဒီပေါ့နော်ကျွန်တော်တဦးတယောက်တည်းကျွန်တော်ရဲ့တန်ရာပဲကျွန်တော်ပြောလိုက်တော့မနော်ကျွန်တော်ဒီတန်ရာရနေတာဒီကြံခဲ့တဲ့နှစ်ပတ်ကျော်တော့ဗျာရနေတာအဲ့ဒီအတွက်လဲကျွန်တော်ဒီအဖွဲ့ချုပ်ကျွန်တော်တခါပြောပေးတာကျွန်တော်မှတန်ရာရှိရဲ့နောက်ဆုံးအသင်းရဲ့နောက်ဆုံးပွဲတော့မှကျွန်တော်လိုင်းနဲ့တည်းလိုင်းနဲ့တည်းမှကျွန်တော်မကန်နိုင်ဘူးကျွန်တော်တန်ရာရှိရဲ့အဲ့လိုမျိုးကြီးကျွန်တော်ပြောခဲ့တယ်โอเคဆိုအဲ့မှာလဲကျွန်တော်တို့ဒီ MI ရိုက်တယ်စစ်စစ်ကြအဖြစ်ကြီးပါရအကုန်လုံးရှိရဲ့ ဟိုတချို့အရာကြီးကြတော့ကွာကျွန်တော်တို့ဘက်ကသတင်းထုတ်ပြန်လို့မရဘူးဆိုတာအမှန်နဲ့အခုလိုပြောသလိုဒီတန်ရရဘယ်သူတွေရတယ်ဘယ်သူရတယ်ပြောတာတော့ဗျာဒါပေမဲ့ခုနကဆံမျိုးပြောသလိုကျွန်တော်ကနောက်ဆုံးချိန်နေတယ်ကျွန်တော်တို့စောင့်ကြည့်ရတယ်ကျွန်တော်ဆိုရင် sorry လိုက်ပါဘူးတော့ကျွန်တော်နောက်ဆုံးထွက်နေလို့တယ်ဘလို့မပြေးဘူးဘလို့မအဆင်မပြေနိုင်ဘူးမပြေနိုင်ရင်ကျွန်တော်ရဲ့သက်ဆိုင်ရှင်ကြီးကျွန်တော်တန်ရရှင်တန်ရရှိနေပြီးတော့မှဝင်ကစားတယ်ဆိုရင်ကျွန်တော်အတင်းလည်းနစ်နာမယ်နံပါတ်1ကျွန်တော်တရားရလည်းတော့မပေးဆက်နိုင်ဘူးဆိုရင် နောက်ထပ်ကစားနေတဲ့ကိုသမားပဲလိုက်နောက်၉ရောက်ကကျွန်တော်အစားပို့ပြီးတော့၂စားပြင်ပန်းလိုက်ပြီးဝင်ကျွန်တော်တို့ဒီခီးသွားမဲ့အကွာဝေးခီးသွားဆိုရင်ကျွန်တော်တို့ဂျားထဲမှာခုနမပြောရတဲ့မှာအများကြီးခက်ခဲရှိတယ်နောက်ဆုံးလေဆိပ်မှထိုင်ဆောက်ပြီးတော့ဗီဇာခက်ခဲတယ်ဟိုဘယ်လိုပြောမလဲဗီဇာဘယ်သူရတယ်ဘယ်သူရတယ်ဆိုတာမသိသေးဘူးကျွန်တော်တို့လေဆိပ်မှာဥပမာထားပါတော့ဂျန်နိုင်းတို့နိုင်20လောက်နေရတယ်လေဆိပ်မှာထိုင်းမှာဂျန်နိုင်းဦးချင်းမင်းတို့ဟိုကကျွန်တော်ရဲ့မီဒီယာအုပ်ချုပ်ရှာသူအကြိုက်နေရတယ် ဒါတွေကိုပြိသက်တွေမသိဘူးဆိုကိုရောမီဒီယာဘက်ကလည်းဒါလည်းဟိုသိရင်လည်းသိမယ်မသိရင်လည်းမသိဘူးပေါ့နော်ခုနကပြောအဲ့ဒီအပေါ်မှာကျွန်တော်တို့ကလိုက်သွားပြီးတော့မှဟိုရောက်ရင်စေးသိချာမကူဘူးဆိုရင်ကျွန်တော်တပွဲလောက်နားမယ်ရမှာကျွန်တော်ဝင်စားလိုက်တယ် maybe တလားနှစ်လားလောက်နားရင်ကျွန်တော်တို့ဟိုဘယ်လိုပဲအသင်းထိခိုက်နေတာဆိုကျွန်တော်တို့တွေရန်ကုန်ထိခိုက်နေတာမယ်ပြီးွားရင်ဘောလုံးဖွဲ့ရုံနဲ့ကျွန်တော်တို့ကလပ်အသင်းတွေမှာလည်းနည်းနည်းလေးပြဿနာရှိနေတယ်နောက်တစ်ခေါက် national league ပွဲတွေရရင်ကလပ်အသင်းကလည်းနည်းနည်းညွန်ညင်းလာတယ်အဲ့တော့ကျွန်တော်ဒီ ဒီရဆရာရင်းနဲ့အကုန်လုံးဆွေးနွေးလိုက်တယ်โอเคဆရာဒီလိုလိုလိုရှိတယ်တေချာရှင်းပြလိုက်တယ်ကျွန်တော်မလဲဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံပြန်လာတယ်ပြန်လာပြီးတော့ညီမကျွန်တော် treatment တေချာလုပ်တယ်လေ့ကျင့်ခန်းတေချာလုပ်တယ်โอเคဒီပွဲကိုကျွန်တော်ဘယ်လိုအချိန်မှာပြည့်ကျွန်တော်ကစားမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်အဲဒါကြောင့်မို့ကျွန်တော်ကစားတယ်ပြီးတော့ဟိုဒန်ယာကတော့ကျွန်တော်ဒီ sorry ရောက်တော့မှဖြားတဲ့ player တွေဆို၄ယောက်မှလောက်ရှိဒါဆိုလည်းတော်တော်ရုံဒီကျွန်တော်တို့ဒီပြည်သက်တွေလည်းမသိဘူးဘိုးမီဒီယာဘက်လည်းအသိမသိဘူးဟိုမှာဟိန်းပြောဝင် မကန်ငင်တရားမှသူထွေနေပြန်လုံးတယ်ဟိမ့်ထောင်အဲ့လိုပဲအကုန်လုံးတန်ရရရတယ်ဥမာဆုံးမကျော်ဆိုရင်မကန်ငင်မှဟိုလိုက်ထွေနေလုံးတဲ့နေရာမှဒူးလာဒါလည်းဆိုနီးပြတ်တယောက်နေနဲ့လည်းခေါင်းကိုက်ပါပဲလေသူလည်းဘာမှဘသူ့မှလည်းပြစ်တင်လို့မရဘူးလေဒါကြီးကတော့အဲ့ဒီပုံမှာကျွန်တော်တို့ကတော့ဟိုအရင်ကျွန်တော်ပြောပြပေးကျွန်တော်တို့မကန်ငင်ဘူးမပေးဆက်ချင်ဘူးဆိုတော့ကျွန်တော်တို့ကအစိုးရရကျွန်တော်တို့ကတန်ရပြမယ်โอเคပြပြီအသင်းကိုစာပို့ခံလိုက်မယ်ငါတန်ရတယ်ငါမကြွိုင်းတယ်နော်နောက်ဆုံးကျွန်တော်ကန်ငင်လုံးလို့တော့မှ ထိုင်းသွားတယ်ထိုင်းရနေမှာတစင်းမြန်မာနိုင်ငံပြန်လာတယ်โอเคကျွန်တော်တို့ဘက်ကတော့ရိုးရှင်းပါတယ်ဘောလုံးမပါတော့